တဘာဝတရားကြီးနဲ့ဆရာတို့နဲ့ဟာတဟဇာတာဖြစ်ဖို့အရေးကြီးပါတယ်။တဘာဝတရားကြီးနဲ့တဟဇာတာမဖြစ်တာနဲ့ဆရာတို့ညီမကောင်းထိုင်မကောင်းဖြစ်တယ်။တနည်းနဲ့တနည်းတိုးတက်နေတဲ့ခေတ်ထဲမှာအသက်ရှင်နေထိုင်ရတဲ့ဆရာတို့လူသားတွေဟာအတင်းအကျပ် pressure ပြီးတဲ့ PR ပေးတဲ့လူမှုအဖွဲ့အစည်းတွေမတိလိုက်မတိပါကတိဆောင်မိပြီးတော့ anti pressure တွေနဲ့အဲ့ဒီ PR ပေးခြင်းခံရတဲ့ society ရဲ့မှာလူအဖွဲ့အစည်းတွေမှာကျွန်တော်တို့နေထိုင်နေရတာပဲဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ။ဒီနေ့လည်းကျွန်တော်ကဟိုစကလုံးတစ်လုံးအကြောင်းဆက်ပြောမှာပေါ့နော်။တစ်ခုလေးကြိုပြီးတော့စကားပလင်ခံကျင်တာလေးရှိတယ်ဗျ။ကျွန်တော်ဗီဒီယိုကြီးကျွန်တော်ဒီ YouTube မှာရှိတဲ့စကားပြောတဲ့ပိုင်းပိုင်းလေးတွေပေါ့နော်ရွှေနှုတ်ကတင်ဆက်ပေးပြီးတော့စီမံပေးတဲ့ပိုင်းတွေကိုဝင်ကြည့်နေတယ်မှာကျွန်တော်ဟိုတနေ့ကတွေ့လိုက်တယ် I'm still learning နဲ့ I'm 81ဆိုတဲ့ angle တယောက်ကိုတွေ့လိုက်တယ်အဲ့တော့ဟို81နှစ်သားလောက်ရှိတဲ့ပညာလိလာလူတွေလူတွေလဲပါတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်က ောင်းမှန်ချင်တာပါကျွန်တော်စကားပြောတဲ့အခါမှာအချိန်ပါသွားရင်ကျွန်တော်ကကုတပဲ့တွေကိုပြောတာလူငယ်တွေကိုပြောတာဆိုကျွန်တော်ကရည်ရွယ်ထားတယ်အဲ့တော့ကျွန်တော်ကကိုကိုကိုအစားသုံးတဲ့အခါမှာဆက်ရာကဆက်ရာကလို့ဖြစ်သွားရင်ကျွန်တော်ခွင့်လွှတ်ပေးပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီ especially for youth ပေါ့နော်ကိုထက်ငယ်တဲ့သူတွေကိုထက်နှိမ့်တဲ့သူတွေကိုထက်ပါတဲ့သူတွေတခုခုကိုဆီယာမျှော်လင့်တဲ့သူတွေကိုကျွန်တော်ကဝင်ငှတဲ့သဘောဖြစ်နေတော့စာသင်တဲ့လူတယောက်လည်းဖြစ်နေတဲ့အတွက်စာသင်ငန်းထဲကိုရောက်သွားသလိုခံစားပြီးကိုကိုကိုဆရာက ဆရာကလို့တုံးလိုက်မိတဲ့အခါမှာကျွန်တော်ထက်ဂုံအားဖြစ်ကြီးမြတ်သူဝါအားဖြစ်ကြီးမြတ်သူအတက်အားဖြစ်ကြီးမြတ်သူတွေများပါခဲ့ရင်အဂါရဝဆန်သွားပါလေအဲ့ခါကျရင်ကျွန်တော်နားလေပေးပါဆိုပြီးတော့ကျွန်တော်ကစကားပလင်ခံချင်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာကတော့ Synology ဆိုတဲ့စကားလုံးမှာ S H i e n o l o g y လို့ခေါ်ပါတယ် chronology ဂျပန်နိုင်ငံအိုဆာကာမှာရှိတဲ့အကြောင်းတစ်ကြောင်းပါကျွန်တော်အကြောင်းတက်ခွင့်ရပါတယ်အကြောင်းသွားတက်ရင်လည်းပဲအဲ့ဒီအကြောင်းမှာကျွန်တော်ဒီ subject ပေါ့နော် chronology ဆိုတဲ့ subject ကလေးကိုသင်ကြားခွင့်ရတယ် chronology ဆိုတာဘာလဲပေါ့ chronology ဆိုတာကတော့ဂျပန်ဒီသုံးတဲ့သကလုံးဖြစ်ပါတယ်အဲကျွန်တော်အသင်ပေးခဲ့တဲ့ဆရာမကတော့ ဂီတာတွေအနုပညာတွေကိုလည်းမြတ်နိုးတဲ့သူဖြစ်တယ်ကျွန်တော်တို့ရဲ့ professor လည်းဖြစ်တယ်ပေါ့ chronology ရဲ့အတိတ်ဘယ်ကတော့တဲ့ရာစုအိုတာတီကာလို့ဆိုတဲ့ပုဂ္ဂိုလ်ကနေပြီးတော့ပထမဆုံးအသုံးပြုပြီးတော့တီထွင်ခဲ့ပါတယ် Asianology ဆိုတဲ့စကားလုံးကိုဘာဖြစ်လို့ကျွန်တော်ကဝေငှကျင်တာလဲဆိုတော့ Asianology ကြောင့်အလွန်ထိရောက်သွားတဲ့အချိုးကျစုတွေဂျပန်နိုင်ငံမှာရှိတဲ့ကုမ္ပဏီကြီးတွေကရရှိခဲ့တယ်ဆိုတာတွေ့ရပါတယ်။အဲ Asianology ရဲ့အစမှာပြောရတဲ့စကားလုံးတွေကအရင်လှတယ်။ကျွန်တော်တို့အခုဘယ်ကလာတာလဲ။အခုကျွန်တော်တို့ဘယ်ကိုရောက်နေပါလဲဆိုတဲ့မေးခွန်းလေးကိုသူကမေးပါတယ်။အဲ့လိုလဲမေးပြီးသွားတော့ထပ်ပြောပါတယ်။ကျွန်တော်တို့ ဘယ်ကိုသွားနေတာလဲဆိုပြီးတော့ပြောပါတယ်အဲ့တော့ဗာလိကိုသွားတွေ့ရလဲဆိုတော့ဘုဒ္ဓဘာသာအယူရဆိုရင်ကျွန်တော်တို့ကဘယ်ကလာမှန်းလဲမသိဘူး ဘယ်ဟိုသွားမှန်းလဲမသိဘူးဆိုတော့ပုံစံမျိုးပေါ့နော်ကိုယ်လက်ရှိရောက်နေတဲ့ပြစ်စုပန်ကာလမှာအကောင်းဆုံးဖြစ်အောင်နေရမယ်ဆိုတော့သဘောတဘာဝနဲ့ခက်ဆင်ဆင်တူတယ်လို့ဆရာသတိထားမိပါတယ်အဲ့တော့ဆရာအနေနဲ့ဆက်ဆရာမဆရာနေပြီးတော့သင်ကြားခဲ့တဲ့ဟာတွေကိုပြန်လေ့လာတဲ့အခါမှာဆရာမရှယ်ရတဲ့အခါအရာဆိုရင်နဲ့ဟောဒီကဘာကြီးမှာဆရာတို့လူသားတွေဟာတန်ပေါင်း8000လောက်ရှိပါတယ်တဲ့လူတွေကြီးပဲနေနေတာမဟုတ်ဘူးတဲ့အဲ့ဒီကဘာဟာတရစ်ဆန်ကြီးလည်းနေပါတယ်တဲ့မျိုးစိတ် တန်30ကျော်နေထိုင်တယ်တကောင်ချင်းတမျိုးချင်းကိုပြောတာမဟုတ်ဘူးเนาะအယောစိတ်ဆိုတဲ့မျိုးစိတ်ဂေါ်ဇီလာဆိုတဲ့မျိုးစိတ်စင်ဆိုတဲ့မျိုးစိတ်စသဖြင့်ပေါ့เนาะမျိုးစိတ်ပေါင်းကိုပဲခွဲချမ်းလိုက်ဂေါ်ဇီလာတွေဒိုင်နိုဆောတွေတော့မရှိတော့ဘူးပေါ့လေရှိနေတဲ့မျိုးစိတ်ပေါင်းကိုဆရာတို့ခွဲချမ်းကြည့်လိုက်မယ်ဆိုရင်တော့တန်30ကျော်နေထိုင်တာကိုဆရာတို့တွေ့ရပါတယ်ဒါကြောင့်ဟောရီကဘာပေါ်မှာဆရာတို့ဟာမိတင်းနေထိုင်နေကြတဲ့ family member တွေဆရာတို့မိသားစုဝင်တွေဖြစ်ပါတယ်အဲ့လိုမိသားစုဝင်တွေဖြစ်တဲ့အတွက်ကြောင့်တဘာဝတရားကြီးနဲ့ဆရာတို့နဲ့ဟာတဟဇာတဖြစ်ဖို့အရေးကြီးပါတယ်တဟဇာတလည်းဖြစ်နေရပါတယ်တဘာဝတရားကြီးနဲ့တဟဇာတမဖြစ်တာနဲ့ဆရာတို့နေမကောင်းထိုင်မကောင်းနေဖြစ်တယ်ဆိုပါစို့တဘာဝတရားကြီးကအရန်ပူလာရင်ခန္ဓာကိုယ်ကချွေးတွေထွက်ပြီးတယ်ခန္ဓာကိုယ်ရဲ့အပူချိန်တွေကို adjust လုပ်ပေးနေတယ်တဘာဝတရားကြီးနဲ့တဟဇာတဖြစ်အောင်ရှောင်နေတာပေါ့ ဟုတ်ပြီ now a day ဒီနေ့ခေတ်ကြီးကိုဆရာတို့လေ့လာကြည့်လိုက်တဲ့အခါမှာတော့ဆရာတို့တွေဟာရုပ်ဝတ္ထုပစ္စည်းတွေတိတ်တိုးတက်နေတဲ့ဒီနေ့ခေတ်မှာအသက်ရှင်ရပါတယ်ကြည့်လိုက်ပါလေးစပစ္စည်းတွေဟုတ်ပြီနော်အခုဆိုရင်ပိုရောင်းမှပေါ်လာပြီးဆိုရှယ်မီဒီယာတွေကွန်မြူနီကေးရှင်းလုပ်တဲ့ပစ္စည်းတွေနောက်တခါ AI နေအဲ့တော့တနေ့နဲ့တနေ့တိုးတက်နေတဲ့ခေတ်ထဲမှာအသက်ရှင်နေထိုင်ရတဲ့ဆရာတို့လူသားတွေဟာအတင်းအကျပ်ပရက်ရှာပေးတဲ့ PR ပြီးတဲ့လူမှုအဖွဲ့အစည်းကိုမတိလိုက်မတိဖာတာတိဆောက်မိပြီးတော့အဲ့ဒီ pressure တွေနဲ့အဲ့ဒီဖိအားပေးခြင်းခံရတဲ့ society ထဲမှာလူအဖွဲ့အစည်းထဲမှာဆရာတို့နေထိုင်နေရတာပဲဖြစ်ပါတယ်ဒီလို pressure တွေအရင်ပေးခံနေရတဲ့ဆရာတို့ဟာဒုက္ခဒုက္ခတွေနဲ့ကြုံလာရင် synology ကိုသုံးသင့်ပါတယ်ဘယ်သူကသုံးခဲ့တာလဲဆိုတော့ Nissan company ကသုံးခဲ့တာပေါ့သူတို့ company ကအကျွေးပေါင်းများစွာတင်ခဲ့တယ်အဲ့အကျွေးရတဲ့ဘလောက်တော်မိုက်လဲဆိုတော့ဆရာဖတ်ကြည့်ကြတာလေ နှစ်ပေါင်း9000ပြန်ဆက်မယ်ဆိုရင်နေ့စဉ်ရန်တသန်းတသန်းပေးရင်တော့မှအဲ့ဒီကုမ္ပဏီကတင်နေတဲ့အကျွေးမကြည့်ဘူးတဲ့နှစ်9000ဆက်မှာနော်တနေ့ကိုရန်တသန်းပေးမှာနော်၃နှစ်အတွင်းမှာသူကကြည်အောင်ဆက်ဖို့ကို Technology ကပံ့ပိုးပေးလိုက်တယ်အဲ့တော့အကျွေးတွေပြန်ဆက်ဖို့အတွက်နှစ်9000 တနေ့ကိုရန်တန်းဆက်ရင်တော့မှမကြည့်တဲ့အချိန်မှာ chronology ကိုတုံးပြီးတော့ within 3 years မှာ3နှစ်အတွင်းမှာကြည်အောင်ဆရာတို့ပြန်ဆက်နိုင်ခဲ့ပါတယ်။ဒါဆိုရင် chronology ဆိုတာကိုဘာလဲလို့ပြောရင်တော့1996မှာစပြီးတော့ကမ္ဘာကြီးရဲ့ပြောင်းလဲမှုတွေဆိုတာကိုတွေ့လာတယ်။အဲ့ဒီပြောင်းလဲမှုတွေဟာ paradigm အရွေ့ပြောင်းလဲမှုလို့ခေါ်တယ်။ paradigm အရွေ့ပြောင်းလဲမှုမှာပဲ chronology ကိုဆရာတို့တီထွင်ခဲ့ပါတယ်။ ရှင်နိုလော်ဂျီရဲ့အခြေခံတွေကိုအသုံးပြုပြီးတော့ဂျပန်မှာလည်းအဲ့အကောင်ကိုအခြေခံပြီးတော့27ရာစုအတွက်စီမံခန့်ခွဲတဲ့ management style အသစ်ကိုတီထွင်ခဲ့ပါတယ်မြင့်တင်ပေးခဲ့ပါတယ်အဲ့တော့ရှင်နိုလော်ဂျီရဲ့အနှစ်သာရနှစ်ခုပဲရှိတယ်ဘာလဲနံပါတ်1ကတဲ့မှန်နေဆိုရင်မတ်တက်ရနိုင်နေရမယ်တဲ့ the truth you stand up မင်းမှန်လားမင်းမှန်ရင်မင်းနေရာမှာမတက်ရက်နိုင်နေရမယ်မင်းမှန်နေဆိုမတက်ရက်နေရမယ်ဘာမှကြောက်စရာမလိုဘူးခုနေရာမှာမြင်းမြင်းဆွေဆွေမတက်ရက်နိုင်နေခွန်အားစွမ်းပကားရှိရမယ်ရှနော်လော်ဂျီရဲ့နှစ်ခုသောအချက်ထဲကနံပါတ်၁ကဟုတ်ပြီနောက်တစ်ချက်ကတော့ဘာပြောလဲဆိုတော့ကုမ္ပဏီလောက်တာကိုကုမ္ပဏီလောက်ပြီဆိုမှတော့ organization ကြီးကို organization ကြီးဆိုမှတော့ department 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 နေနဲ့ဆရုပ်ဖွဲ့စည်းထားတာကိုဒါကြောင့်ဌာနတိုင်းကမှန်တဲ့စကားကိုသာဆိုရမှာဖြစ်ပါတယ် ိုမှန်နေထင်မတရနိုင်ရမင်းဌာနတိုင်းဌာနတိုင်းဌာနတိုင်းကမှန်ကန်သောဇကောက်ဟူတာဆိုမယ်ဆိုရင်အဲ့ဒီ organization ဟာအပြေမှန်ကို အတူတူရှာရင်းနဲ့ ဆရာတို့လိုချင်တဲ့ result တွေကိုရမှာဖြစ်ပါတယ်။ဒါဆိုဘာလဲဆိုရင်တော့ the third space တတိယနေရာလို့ခေါ်တဲ့အဖြေမှန်တစ်ခုရှိတယ်။အဲ့ဒီအဖြေမှန်ကို အတူတကွဆရာတို့ဖန်တီးဖို့ပဲလိုပါတယ်။ create the right answer the third space together ပြောချင်တာကမောင်ဖြူကလည်းပြဿနာရှိတယ် မောင်နီကလည်းပြဿနာရှိတယ်။နှစ်ယောက်ညိနေပြီးမှမဟုတ်တော့ဘူး။မောင်ဖြူရောမောင်နီရောဟာခုနက third space လို့ခေါ်တဲ့နေရာကအပြည့်မှန်ကိုအတူတကွ create လုပ်လိုက်ခြင်းအဖြစ်အဖွဲအစည်းကိုကိုကိုယ်တိုင်ရောတိုးတက်ပြောင်းလဲသွားမယ်လို့ chronology ကဆိုပါတယ်။ဒါကြောင့် chronology ရဲ့အကြောင်းပြောတဲ့အခါမှာကျတော့ ငငယ်တော့တင်ခဲ့ရတယ်ဆက်ဝိုင်းနှစ်ဝိုင်းပေါ့ဆက်ဝိုင်းတစ်ဝိုင်းနောက်ဆက်ဝိုင်းတစ်ဝိုင်းအဲ့နှစ်ဝိုင်းကိုထပ်လိုက်လို့ရှိရင်အလယ်မှာဆက်ဆက်မိတဲ့အပိုင်းလေးရှိတယ်အဲ့ကောင်ဆိုတော့ intersection လို့ခေါ်တယ်အဲ့လိုထပ်နေတဲ့နေရာမှာဆရာတို့ကပို့ပြီးတော့တန်ဖိုးရှိအောင်ဆက်ဆက်မှုရှိတဲ့နေရာတစ်ခုဖြစ်လာအောင် ဖန်တီးရမှာပဲဖြစ်ပါတယ်ဆက်ဆက်မှုမရှိတဲ့နေရာမှာဆက်ဆက်မှုကိုဖန်တီးပြီးတော့အဲ့ဒီဆက်ဆက်မှုနဲ့ဆရာတို့တိုးတက်အောင်ဆောင်ရွက်တာကို chronology လို့ခေါ်ပါတယ် โอเคဒါတော့တဲ့ဆရာတို့ကဘာဖြစ်ဖို့လိုလဲဆိုတော့တစ်ချိန်တည်းမှာပဲသူများတကာကကိုကိုထောက်ပံ့နိုင်ပါစေပြောချင်တာကတော့သူများရဲ့ supporting ကိုကိုယူဖို့လိုတယ်ပေါ့ as well as ခမားကိုယ်တိုင်သင်ကိုယ်တိုင်ကလည်းသူများကိုထောက်ပံ့ပါလို့ synology ကတိုက်တွန်းပါတယ်အဲ့ဒီအခါမှာ respect other သူများကိုလေးစားပါတယောက်နဲ့တယောက် ကိုယ်တွေအားလုံးရဲ့အရေးအချင်းကိုဆွဲထုတ်ပြီးတော့ဆရာတို့ကူညီရမှာပဲဖြစ်ပါတယ်။ရိုးရိုး respect မဟုတ်ဘူးနော်။လေးစားရင်းနဲ့သူ့ရဲ့အရေးအချင်းကိုယ့်ရဲ့အရေးချင်းတွေကိုဆွဲထုတ်အဲ့ဒီဆွဲထုတ်ပြီးတော့တယောက်ကိုတယောက် help together help each other ကူညီရမှာပဲဖြစ်တယ်လို့ဆိုပါတယ်။ဟုတ်ပြီ။ဒါတော့ learning နဲ့ awareness လို့ခေါ်တဲ့ကိစ္စမှာနှစ်မျိုးကွဲပါတယ်ဆိုပြီးတော့ဆရာထပ်တွေ့ရပါတယ်။ တင်ယူခြင်းဟာအတွေ့အကြုံလေ့လာမှုဒါမှမဟုတ်သင်ကြားပို့ချမှုဟာတဆင့်အသိပညာကျွမ်းကျင်မှုဒါမှမဟုတ်နားလည်မှုရတဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။နားလည်သဘောပေါက်မှုဟာကြတော့အဖြစ်အပျက်တွေကိုပဝန်းကျင်ဒါမှမဟုတ်လူတဦးရဲ့အတွင်းစိတ်အခြေအနေကို သိမြင်တာခံစားတာဒါမှမဟုတ်တတိရှိတဲ့စွမ်းပကားတွေပဲဖြစ်ပါတယ်။ဒါဆိုရင် what is learning learning ဆိုတာဘာလဲ ဆရာတို့တည်ထားမှုကတော့လိလာတယ်တင်ယူတယ်ဆိုတာဟာတစုံတယောက်ဒါမှမဟုတ်တစ်ခုခုထံကနေတင်ယူတာပါတယ် learn from someone or something ဒါဆိုရင်အဲ့လိုတင်ယူလိုက်တဲ့သူဟာဘလောက် ကျိုးရှိလေတဲ့အောင်မြင်မှုဟာ50% 50ရာခိုင်နှုန်းလောက်ရပါမယ်တဲ့အဲ့တော့နားလေသဘောပေါက်မှုကကြတော့ landing နဲ့မတူတော့ဘူးနားလေသဘောပေါက်မှုဆိုတာဘာလဲဆိုရင်တော့တဲ့စကားပြောမင်းဒါမှမဟုတ်ရှင်တယောက်နဲ့တယောက်မြင်အောင်ကြည့်မယ်တဲ့ဟုတ်ပြီအဲ့လိုမြင်အောင်ကြည့်မယ်စကားတွေပြောလိုက်တဲ့အခါမှာတင်ကြားတယ်လို့မျိုးလေ့လာတယ်လို့မျိုးစားတွေအလွတ်ကျတာမျိုးတွေပို့ထိရောက်ပြီးတော့90ရာခိုင်နှုန်းအောင်မြင်ပါတယ် ခုနက50ရာခိုင်နှုန်းပဲအောင်မြင်နေအခု60ရာခိုင်နှုန်းအောင်မြင်နေဟုတ်ပြီအဲ့တော့ဆရာတို့ကဘလို့ပြင်တာလေနားလည်သဘောပေါက်မှုဆိုတာ lecturer လို့ခေါ်တဲ့သင်ကြားသူရော participant လို့ခေါ်တဲ့သင်ယူသူရောဟာ learn together ဆရာကောတပည့်ကောအတူတကွလေ့လာတာဟာနားလည်သဘောပေါက်ခြင်းပဲဖြစ်ပါတယ်တဲ့ဒါကြောင့်ဆရာတို့အနေနဲ့ ဘာတွေနားလည်ဖို့လိုလဲဘယ်လိုဆောင်ရွက်ဖို့လိုလဲဆိုတာကိုသိထားမယ်ဆိုရင် chronology ကိုယင်းဒီကျွမ်းဝင် အလွမ်းသိမယ်လို့ဆရာပြောချင်ပါတယ်ဟုတ်ပြီ chronology မှာရှင် management ဆိုပြီးတော့ပြောပါတယ်ဘယ်လိုရှင် management လဲရှင်စီမံခန့်ခွဲမှုကနှစ်ချက်ပဲရှိတယ် to support other အခြားသူတွေကို စီမံခန့်ခွဲရင်းနဲ့ထောက်ပံ့မယ်နှစ်လူတအူးဟာအခြားသူတွေကိုပံ့ပိုး ကူညီမယ်။တခါဆရာတို့ပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာလေကိုယ့်ရဲ့လုပ်ဖို့ကံပတ်ဟာ ကိုယ့်အတွက်အဖြေဖြစ်ပါတယ်။အဲ့ဒီလိုပဲကိုကလည်းကိုယ့်လုပ်ဖို့ကံပတ်အတွက်အဖြေဖြစ်ပါတယ်။ Okay your competition is your answer and you are the answer to the person လို့သူကပြောပါတယ်။ဒါကြောင့်တဲ့ဆရာတို့ဘာတိဖို့လို့လဲဆိုတော့သူများတကာရဲ့စွမ်းရည်ကိုစွဲထုတ်ပြီးတော့ ကိုယ့်ပြဿနာကို ဖြေရှင်းပေးတာဟာရှင်မှာတွေ့ရတဲ့ solution တွေဖြစ်ပါတယ်ဖြေရှင်းနည်းတွေဖြစ်ပါတယ်တဲ့ဒါကြောင့်ကိုယ့်ရဲ့ကိုယ်ပိုင်စွမ်းရည်တွေကိုတခြားသူတွေကိုထုတ်ဖော်စီတယ်ကိုယ့်ပြဿနာတွေကိုဖယ်ရှားပေးနိုင်ပါတယ်ကိုယ်စွမ်းရည်ကိုသူများကဆွဲထုတ်ပြီးတော့ကိုယ့်ပြဿနာတွေကိုဆရာတို့ဖယ်ရှားနိုင်တယ်လို့ပြောကြပါတယ်ဒါကြောင့်တင်မှာဘာပြဿနာရှိတယ်လဲအဲ့လိုပြဿနာရှိရင်အဲ့ဒီပြဿနာကိုရေးချလိုက်ရေးချပြီးသွားတဲ့အခါမှာ ြံတဲ့တငယ်ချင်းတယောက်တော့၎င်းနှစ်ယောက်တော့၎င်းအဲဒီပြဿနာကိုသူတို့ပေးလိုက်ပေးပြီးတော့ငါ့ကိုမေးခွန်းနေမေးပါကွာဆိုပြီးတော့မေးခွန်းနေမေးခိုင်းလိုက်ဒါဆိုတေချာတယ်ဆရာမရှိတဲ့ပြဿနာကိုဆရာကဆရာတငယ်ချင်းမောင်အီနဲ့ဆရာတငယ်ချင်းမမတ်ဘီကိုပေးလိုက်မယ်သူတို့တွေကဆရာပြဿနာကိုကြည့်ပြီးတော့မေးခွန်းနှစ်ခုမေးမယ်သူကလည်းမေးခွန်းနှစ်ခုမေးမယ်အဲ့ဒီမေးခွန်းတွေကိုဆရာကပြန်ဖြေပြရင်းနေပဲဆရာအနေနဲ့ဆရာပြဿနာကိုဖြေရှင်းပြီးသားဖြစ်သွားတယ်ဆိုပြီး ော့ဆရာတို့ chronology မှာတွေ့ရပါတယ်။ဒါကြောင့်မို့လို့ကိုယ်အမှားပြဿနာရှိရင်တယောက်တည်းမခံစားဘဲနဲ့ကြံနဲ့မိတ်ဆွေနှစ်ယောက်လောက်ကိုချက်ချင်းအဲ့ပြဿနာကိုပြောပြီးတော့မင်းတို့ငါ့ကိုမိကိုနှစ်ခုစီမေးပါတယောက်ချင်းစီကမေးတဲ့မိကိုနေကိုကိုကပြန်ပြီးတော့ ဖြေပြရင်းနေပဲကိုယ့်ပြဿနာကိုဖြေရှင်းပြီးသားဖြစ်သွားတယ်လို့ရှင်နော်လော်ဂျီကတွေ့ပါတယ်။ဒါဆိုရင်ရှင်နော်လော်ဂျီကဘာပြောလဲလွယ်လွယ်လေးပါဆရာညီကုန်းချုပ်ပြီးပြောခြင်းပါရှင်နော်လော်ဂျီရဲ့ theory ကတော့တယောက်ကအာတာချက်ကိုဆွဲထုတ်မယ်အဲ့လိုဆွဲထုတ်ပြီးတော့အကောင်းဆုံးအတုံးချနိုင်တဲ့ one wall ဘောနွေးထွေးတဲ့ကဘာကြီးတစ်ခုကိုဖန်ဆင်းတာဟာ synology ပါပဲလေဒါကြောင့်တခြားသူတွေကငါတို့အတွက်အစဉ်ပြေအောင် ပြီးရတဲ့ကဘာကနေငါတို့ကလေသူများတွေအတွက် အစဉ်ပြေအောင်လုပ်ပြီးတဲ့ကဘာတစ်ခုကိုဖန်ဆင်းဖို့လိုပါတယ်ကျွန်တော်ငငယ်တုန်းကအိမ်ကိုမချိနှက်ဘူးတိုင်းပြည်ကိုမချိနှက်ဘူးအစိုးရကိုမချိနှက်ဘူးခလုတ်တိုင်းမရင်တောင်မှတိုင်းပြည်မကောင်းလို့ ချော်လင်းရင်တော့မှအဆိုးရမကောင်းလို့အဲ့လိုထင်တယ်။ရှန်နိုလော်ဂျီကယဉ်ကျေးတယ်။အခြားသူတွေကငါတို့အတွက် အစဉ်ပြေအောင်လုပ်ပေးတဲ့ကဘာကြီးကနေငါတို့ကတခြားသူတွေအတွက်အစဉ်ပြေအောင်လုပ်ပေးတဲ့ကဘာတစ်ခုကိုဆောင်ရွက်ဖို့လိုပါတယ်။အဲ့တော့ဆရာတို့ကအမေဒီဖေဒီကကျွန်တော်တို့ဒါလုပ်ပေးရမယ်အမွေပေးရမယ်နိုင်ငံသားပို့ပေးရမယ်ဘာလုပ်မယ်လို့လုပ်နေတဲ့ကဘာကြီးမှနေမဲ့အစားငါတို့ကြောင့်အမေဒီအဖေဒီတတ်တောင့်တတ်တာဖြစ်စေမယ်ကိုယ့်ရဲ့အဝန်အဝိုင်းနူးနူးညံ့ညံ့ပျော်ရွှင်ရမယ် ကဘာလေးတစ်ခုကိုဖန်တင်းနိုင်တာဟာဖန်တီးနိုင်တာဟာဖန်ဆင်းနိုင်တာဟာရှင်နိုလော်ဂျီပါပဲလို့ဆရာ ပြောခြင်းပါတယ်။ဒါကြောင့်ဆရာညီကုန်းချုပ်ပါပြီ တခြားသူတွေကငါတို့အတွက်အစဉ်ပြေအောင်လုပ်ပေးတဲ့ကဘာကနီငါတို့ကအခြားသူတွေအတွက်အစဉ်ပြေအောင် လုပ်ပေးတဲ့ကဘာတစ်ခုကိုဆောင်ရွက်ရင်းနဲ့ပဲကို့ဝင်းကျင်ကို့အဝွန်အဝိုင်း ကို့မိသားစု ကို့ရက်ွက်ကို့မြို့နယ်ကို့နိုင်ငံကနေကို့ကဘာအထိဆရာတို့တာယာအောင် တိလျှောက်တိဆောက်ရင်းနဲ့ရှင်နော်လော်ဂျီကိုဆောင်ရွက်လို့ရတယ်လို့ပြောကြမှာအားလုံးကျေးဇူးတင်ပါတယ်ဆက်နမယ်ညီညီပါ ရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်ဥတောင်ဖတ်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအသံနဲ့ပါနှာထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမေးမြန်းနိုင်ပါတယ်ရှင်။